Hello အားလုံးပဲမင်္ဂလာပါအမဒီနေ့ပေါ့နော်ဒီ UX UI လောက်ချင်တဲ့လူတွေအတွက်ဘယ်လိုလုပ်လို့ရလဲဆိုတော့ roadmap ကလေးကိုအမ share လုပ်ပေးသွားမှာပေါ့နော်အခုအမ share လုပ်ပေးမဲ့ roadmap ကလေးကတော့အမြန်ဆုံးနဲ့အလွယ်ဆုံးပေါ့နော်ဒီ UI UX designer တယောက်ဖြစ်ဖို့အတွက်ကို ဒါပေမဲ့အဲ့ဒါက self study အတွက်တော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုအများဆုံးနဲ့အလွယ်ဆုံးဆိုတော့ self study ကအဲ့လောက်မမြင်ရောအဲ့လောက်မလွယ်ရောဆိုတော့ပေါ့နော်အဲ့တော့ဒီ UX UI designer မင်းမြန်ဖြစ်ချင်တဲ့လူတွေပေါ့နော်မင်းမြန်ဆိုလာလဲ၄လနဲ့6လလောက်တော့ကြာတယ်ပေါ့နော်တကယ်လို့ကိုက self study ပဲလုပ်ချင်တယ်ဆိုလို့ရှင်တော့အမကို comment မှာရေးသက်ပေးလို့ရပါတယ်အမအဲ့ self study roadmap ကလေးကိုလည်းမပြောပြပေးမယ်ပေါ့နော်ပြီးတော့အမတို့ဒီ channel မှာလဲဒီ UX UI designer ပတ်သက်တဲ့ဟာလေးတွေကိုဟုတ် basic ကနေပြီးတော့လုံးဝဘောနော် portfolio advance ဖြစ်တဲ့အထည်ကိုသင်ပေးဖို့ရှိပါတယ်။မတန်းနိုင်ဆုံးတော့ဒီဗီဒီယိုလေးကိုမြန်မြန်ဆန်ဆန်လေးဖြည့်ပြီးတို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 းဖျောက်လုပ်ထားရဲပေါ့နော်။တကယ်လို့မရှင်းတာရှိခဲ့လို့ရှင်လဲအောက်က comment မှာမေးခဲ့ပေးလို့ရပါတယ်။ Okay ပထမဦးဆုံးကတော့အမားတို့ဒီ theory တွေ fundamental တွေ tools တွေသိရဖို့အတွက်ကိုသင်တန်းတက်ကြပါမယ်။ဟုတ်ပါတယ်သင်တန်းတက်ကြပါမယ်။ သင်တန်းကမြန်မာနိုင်ငံမှာဒီ UX UI design သင်တန်းတွေရှိတယ်။ဒါပေမဲ့ဈေးကြီးတဲ့သင်တန်းတက်စရာမလိုဘူး။အကုန်လုံးက fundamental တွေကအကုန်တူတူပဲ။ tools တွေသင်ပြတာတွေအကုန်လုံးကလည်းတူတူပဲဆိုတော့ဈေးနှုန်းတက်တဲ့နဲ့အဆင်ပြေတဲ့နာမည်ရှိတဲ့ဟာလေးကိုတက်ရင်ရတယ်။အရန်ဈေးကြီးစရာမလိုဘူး။အဲ့တော့တက်လို့ရှိရင်အမတို့ design fundamental တွေရော theories တွေရောပေါ့နော် UX နဲ့ပတ်သက်တာတွေရောအကုန်လုံးသိသွားလိမ့်မယ်။နောက်ပြီးပါ tools တွေသုံးရမယ့်အစပြီးရင် design ဘယ်လိုဆွဲရမယ့်အစ ကိုယ့်ကို YouTube မှာလေ့လာရထားရဆာလို့ရှိရင်အဲ့လိုမျိုးသင်တန်းလေးတက်လိုက်တာကပို့ပြီးတော့မြန်နေအဲ့လိုသင်တန်းတက်နေတဲ့အချိန်တွေမှာလည်းအမတို့ International Certificate ယူရမယ်။အဲ့ဒါကဘာလဲဆိုရင်အမတို့ Coursera လို့ခေါ်တဲ့ website မှာရှိတဲ့ Google UX Professional တစ်စားကိုအမတို့တက်ထားရမယ်။သင်တန်းတက်တာနဲ့တပြိုင်နက်အတူတူတွဲထားထားလိုက်။အဲ့ဒီ course ကအမတို့သူက duration က6လလောက်ကြာတယ်လို့ပြောတယ်။ဒါပေမဲ့ကိုတက်ရင်နှစ်နှစ်ကျော်လောက်မြန်မြန်ပြီးတယ်ပေါ့နော်။ အဲ့တော့ကိုတင်တန်းလဲအပြီးတင်တန်းတော့3လ4လောက်ကြာမယ်ထင်တယ်တင်တန်းလဲအပြီးဒီ course ကလည်း4လ5လလောက်ဆိုလို့ချင်းပြီးဆိုတော့ကိုက certificate ရမယ်အဲ့ course ရမှာအမတို့ဒီ Google UX Professional Design course ကို certificate ယူမယ်ဆိုတော့ပတ်စံပေးရတယ်အဲ့တော့အမ recommend ပေးတာကအရင်ဆုံး free ordinate တက်လိုက် free ordinate တက်လို့ရှိရင်အမတို့အစားဆုံးတော့တက်လို့ရတယ်ဒါပေမဲ့ assignment တွေထပ်မရအောင် assignment နဲ့ထပ်မရအမတို့ certificate မရအောင်ဒါပေမဲ့လောလောဆယ်အမတို့က free ဆိုတော့ assignment ထပ်ဖို့လဲထပ်လို့လဲမရအောင်ဆိုတော့ဒီတိုင်းပဲတက်ခဲ့လိုက် ါပေမဲ့ assignment တွေကိုတော့ကိုယ်ကလုပ်လို့ပါလိုက်လုပ်သွားပြီးတော့မှနောက်ဆုံးတစ်လမှာပြီးကနေကြတော့မှသူတို့ subscription လုပ်လုပ်ပြီးတော့မှအရှိရဂျန်ခဲ့တဲ့ assignment တွေကိုထပ်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 ပြီးတော့မှနောက်ဆုံးလာကြလို့ချင်းအကုန်လဲပြီး certificate လေးရ အဲဒါမျိုးလေးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့မတို့သင်တန်းတက်ရင်ဒီဇိုင်းဖန်ဒမန်တယ်လေးတွေသိလာမယ် typography တို့ white space တို့ဘာတို့ညာတို့သိလာမယ်ပြီးရင်ဒီဇိုင်း process တွေသိလာမယ်ပြီးလို့ရှိရင်မတို့ဘာ tools တွေသုံးရမလဲ industry မှာဘာ tools တွေကကောင်းလဲအားရလေးသိလာမယ်ပြီးရင် process တွေသိလာမယ်ပေါ့နော် okay ဒါကတော့သင်တန်းတက်တဲ့ပိုင်းတင်တတ်ပြီးွားလို့ရှင်တော့အမတို့ design skill ကိုတွေးရတော့မယ်ပေါ့နော်ဘလိုပဲ UX UI လို့ပြောပြောတော်တော်များများကဒီ UX process တွေကို practice လုပ်တာသုံးတာငဲသေးတယ် UX UI designer လို့ပြောလိုက်ရင် design ကိုမြင်တာပိုများတယ်ဆိုတဲ့အတွက်အမားတို့က design ကို practice လုပ်ကြပါမယ်။ Multi industry မှာပေါ့နော်အခုလက်ရှိ trend ဖြစ်နေတဲ့ design tool တွေကတော့ Figma ရှိမယ်၊ Sketch ရှိမယ်၊ Adobe XD ရှိမယ်။ဒါပေမဲ့အဲ့တမှာ Figma popular ဖြစ်ဆုံးပဲ။ဘာဖြစ်လို့လဲဆိုတော့သူက browser base လည်းရတယ်။ဘယ် OS မှမဆိုးသူက run လို့ရတယ်။ MacBook ပဲဖြစ်ဖြစ် Windows ပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုရလို့ run လို့ရတယ်။ပြီးရင် collaboration အတွက်လည်းကောင်းတယ်ပေါ့နော်။ဒါကြောင့်မလို့ Figma ကတော့ top ပြေးနေတယ်။အဲ့တော့ကိုက Figma လေ့လာထားလို့ကြားတယ်။ဒါပေမဲ့ တင်တန်းတက်မယ်ဆိုလို့ရှင်တင်တန်းမှာမဆိတ်တင်ဖေကမာလည်းပဲတင်လိမ့်မယ်တကယ်လို့ကိုကတင်တန်းရှာလို့ရှင်အဲ့တင်တန်းက HD နဲ့ပဲတင်လို့ရှင်တော့အမတိတ်တော့ recommend မပေးဘူးဖေကမာနဲ့တင်တဲ့တင်တန်းကိုပဲအမတို့ comment ပေးတယ်ပေါ့နော်တင်တဲ့တက်ပြီးွားရင်အမတို့ဒီဇိုင်းလေးကျင်ရမယ်ပေါ့ဒီဇိုင်းလေးကျင်တာကအမတို့ပထမဦးဆုံးတော့ကိုယ် idea ရှိတဲ့အတိုင်းရှောက်မစွဲပဲနဲ့ dribble တို့ behance တို့မှာရှိတဲ့ one page ကလေးတွေပဲပေါ့နော်တွေ့တွေ့မတိတ် figma မှာ like ဆွဲကြည့်ဘာဖြစ်လို့လို့ဆွဲကမ်းတာလဲဆိုတော့ကိုကအခုမှဒီ ဒီဇိုင်းကိုစဆွဲရဲဆိုတော့ကိုကဒီဇိုင်းအမြင်ရှိဖို့အတွက်ကိုသူတို့ဟာအရင်ဆွဲပြီးတော့မှကိုဒီဇိုင်းအမြင်နဲ့ရှိလာမှာပေါ့နော်အဲ့တော့ကို scale တွေသွေးရလဲရောက်တယ်မျိုးလုံးကိုဒီဇိုင်းအမြင်နဲ့လေ့ကျင့်ပြီးပြီးသားဖြစ်သွားတယ်ပြီးရင်ကိုက typography တွေကိုပဲ size သုံးရမယ် color လေးတွေကတော့ဘယ်လိုသုံးရမယ်ပြီးလို့ရှင် spacing လေးတွေကဘယ်လိုသုံးရမယ်ဆိုတာကိုသူများဒီဇိုင်းကိုထပ်ဆွဲရင်းနဲ့တည်ပါတယ်ပြီးရင်အမြင်လဲရှိလာတယ်ပေါ့နော်ကိုကဥစားပြီးတော့တခါလဲဆွဲလိုက်လို့ရှင်ရင်တော်တော်ယူဆတာတွေထွက်လာတယ် ဒါတော့လူပမာလဲမှုဒီမှာပေါ့နော်ဒါပေမဲ့ mostly ကတော့ကားလာတွေများတယ်ထိန်းချုပ်လို့မရဘူး spacing တွေကမညီဘူး font size တွေကမညီဘူးဒါမျိုးတွေဖြစ်လာတယ်အားကြောင့်မလို့အရင်ဆုံးကတော့သူများ design ကိုချွတ်ဆို့တူအောင်အရင်ဆုံး fake မှာမှာဆွဲပါ okay ဆွဲလာပြီးတော့အဲ့ဒါဘယ်လောက်ဘယ်နှခုလောက်ဆွဲရမလဲဆိုလို့ရှိရင်ပေါ့နော်အမ recommend လောက်တာကတော့အခု20လောက်ဆွဲပါအဲ့ဒါက home page ပဲဖြစ်ဖြစ် detail page ပဲဖြစ်ဖြစ် page တွေဆိုအောင်ဆွဲလို့ရတယ် okay ကိုကအဲ့ဒါလေးတွေတိလာပြီးဆိုတာ ਨੇ ကိုယ်ဒီဇိုင်းမဆွဲနဲ့哦ဒီမှာနာမည်ကြီးပြီးတော့ကိုယ်ဒေးတူလေးသုံးနေတဲ့ application ကို ြန်ပြီးတော့ redesign ဆွဲကြည့်အဲ့လို redesign ဆွဲတဲ့အခါမှာလည်း application တစ်ခုလုံးမဟုတ်ပဲねဒီ feature လေးတစ်ခုပဲဖြစ်ဖြစ်ဒါမှမဟုတ် home page လေးတစ်ခုပဲဖြစ်ဖြစ်ပေါ့เนาะငါသာဆိုရင်တော့ဘယ်လိုပုံစံမြင်မြင်ချင်းလဲဘယ်လိုပုံစံဆိုတော့ပို့လာမှာလဲဘယ်လိုပုံစံမျိုးဆိုရင်တော့ပို့ပြီးတော့ useful ဖြစ်မှာလဲဆိုတဲ့ဟာကိုတွေးပြီးတော့ဆွဲကြည့်ပါခုနကအမတို့ဒီ behance တို့ driver တို့မှာထပ်တူဆွဲထားတဲ့ဟာတွေကိုတော့သူများက copy ချတာဆိုတော့ online ပေါ်မှာ share လုပ်လို့တော့မရဘူးပေါ့เนาะဒါပေမဲ့အခု code redesign လုပ်ထားတဲ့ဟာလေးတွေကိုတော့အမတို့ driver မှာ behance comments မှာ share လို့ရတယ် link တွေမှာလည်း share လို့ရတယ်ပေါ့เนาะအားလေးတွေကို social media မှာ share ပါအားလေးလည်းဘယ်နှခုလောက်လောက်ကောင်းလဲဆိုတော့အမ recommend ပေးတာကတော့အမ15ခုခု20ပေါ့เนาะအဲ့လောက်လုံးတိုင်းလေးကောင်းလေးပဲပေါ့အားလေးတွေအမြင်ရှိလာပြီဆိုတော့မှပဲအမတို့ features တစ်ခုလုံးစွဲမယ်ပေါ့အမ features တစ်ခုလုံးဘယ်လိုစွဲမလဲဆိုတော့ day to day သုံးနေတယ်ပြီးရင်နာမည်ကြီးနေတယ်ကိုစိတ်ဝင်စားတဲ့ application မှာဥမာ shopping app ပဲထားပါတော့ shopping app မှာဆိုအမတို့ main flow ရှိတယ်အဲ main flow ကဘာလဲဆိုတော့ home page ကိုလာမယ်လူတွေရပစ္စည်းတွေ browse လုပ်မယ်ပစ္စည်းတွေရှာမယ်ပြင်သူလိုချင်တဲ့ပစ္စည်းတွေ go add to cart လုပ်မယ် add to cart လုပ်ပြီးတော့အမတို့ check out လုပ်မယ် check out လုပ်ပြီးဝယ်မယ်ပေါ့ဝယ်ပြီးလို့ရှိရင် delivery တွေ by track လုပ်မယ်ပေါ့ဒါပေမဲ့အမတို့ဝယ်ပြီးတဲ့ step မှာရပ်လိုက်လို့ရတယ်အဲ့ဒါ main flow ပေါ့နော်အဲ့ဒါကအဲ့လိုမျိုးကိုက main flow တစ်ခုလုံးဆွဲကြည့်မယ်ခုနဟ ோம் ပေ့ချ်လေးတွေတပိတ်ရှိနေဆွဲထားပြီးပြီဆိုရင် main flow တစ်ခုလုံးဆွဲကြည့်မယ် grab လို့ပါလို့ဆိုလို့ရှင်လဲအဲ့တိုင်းပဲ home page ဆွဲမယ်ပြီးရင်သူ့ရဲ့ main flow က food delivery မှာတာဆိုတော့ကိုအစားတောက်တွေ browse လုပ်တဲ့ page ဆွဲမယ် dd page ဆွဲမယ် check out page ဆွဲမယ် payment ပေးတဲ့ page ဆွဲမယ် success page ဆွဲမယ်ပေါ့နော်တစ် flow လုံးအဲ့လိုဆွဲမယ် โอเคအဲ့တော့လဲမှာတော့ comment လောက်တာက10ခုလောက်တော့လောက်ပါအဲ့ဆိုပို့ပြီးတော့ flow တွေမြင်လာလိမ့်မယ်သိလာလိမ့်မယ်ဒီ main flow တစ်ခုတည်းမှာမဟုတ်ဘူးကိုဂျန်တဲ့ flow ကြီးလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့ဆိုလို့ရှင်တော့ design ကျင့်တာပေါ့နော်တော်တော်လေးရပါပြီအဲ့ဒါရရပြီဆိုမှပဲကိုစိတ်ထဲရှိတာကိုလုပ်ချင်တဲ့ application ပေါ့ပေါ့ပါပါလေးကိုလုပ်ကြည့်ပါခုနဆွဲတဲ့ဟာကိုလည်းသူများဟာကို copy ထပ်တူကြတဲ့ design ဟာလွဲလို့ဂျန်တဲ့ design တွေအကုန်လုံးကိုအမတို့ social media မှာ share ပါ Behance LinkedIn Dribbble တို့မှာ share လို့ရပါတယ်အဲဆိုလို့ရှင်တော့အခုဒါရိုက်လို့ဘာလို့ဆိုရင် data science skill ကတော်တော်လေးဟိုပေါ့နော်အဆင်ပြေသွားပြီပြီးရင် design အမြင်လည်းရှိလာပြီပြီးရင်ကိုကဘယ်လိုလုပ်ရမလဲလည်းသိလာပြီပေါ့နော်အဲ့လိုသိလာပြီဆိုလို့ရှင်တော့အမဒီ portfolio ဘိုင်းမှာ portfolio ဆိုတာကအမတို့ designer မှာဆိုလို့ရှင် ကိုယ့်ရဲ့ဒီဇိုင်းပေါ့နော်ကိုယ့်ရဲ့ဒီဇိုင်းကိုယ့်ရဲ့ thinking တွေကိုယ့်ရဲ့အလုပ်တွေကိုပြတဲ့ showcase ပေါ့နော်အဲ့ဒါကိုအမတို့ portfolio ခေါ်တယ်အဲ့ဟာတွေကအမတို့ဘာမှသုံးလဲဆိုအမတို့အလုပ်လျှောက်တဲ့အခါမှာသုံးတယ်ဒီဇိုင်းနဲ့ဆိုအမတို့ resume အပြင်ကို ဒီကိုယ့်ရဲ့ portfolio ကိုပို့ပေးရတယ်။သူများတွေက PDF နဲ့လုတ်ထားတာရှိတယ်၊ website နဲ့လုတ်ထားတာရှိတယ်။အခုနောက်ပိုင်းတော့ PDF နဲ့လုတ်တာကိုသူလူတွေကတိတ်မကြိုက်ကြတော့ဘူး၊အားမပေးကြတော့ဘူးပေါ့နော်။ဒါကြောင့်မလို့ website နဲ့လုတ်ဖို့တော့အမက recommend လုပ်တယ်။အဲတော့ website နဲ့လုတ်ပေါ့။ website ကလည်းကိုယ့်ရဲ့ own domain ပေါ့။ကိုယ့်နာမည်နဲ့ကို domain မဟုတ်လည်းရတယ်။တခြား free ရတဲ့ဟာလေးလည်းရှိတယ်။ဒါမှမဟုတ်ကိုက portfolio ကိုကိုက Behance ကိုပဲပြချင်းလည်း Behance link လေးနဲ့လည်းရသလိုဒီ driver ဆိုတဲ့ driver link လေးနဲ့ပေါ့နော်။အဲဒါမျိုးလေးလည်းလုတ်လို့ရတယ်။ Okay အဲဆိုလို့ရှိရင် portfolio လီယိုကအမတို့ website မှာပေါ့နော် dribble ပဲဖြစ်ဖြစ် behance ပဲဖြစ်ဖြစ်သုံးပြီးတော့မှလောက်လို့ရတယ်ပြီးကိုယ့်ရဲ့ custom domain နဲ့သုံးပြီးတော့လည်းလောက်လို့ရတယ်ပေါ့နော်ဒါကတော့နည်းနည်းခက်မဲ့တင်တယ်အခုမှစရလို့တွေ့ဆိုရင်နော်အမကတော့ behance ကိုပို့ပြီးတော့ prefer ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဆို behance မှာမှတော့ case study တွေရေးလို့ရတယ် dribble မှာလည်းရေးတော့ရေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ case study တွေပါရေးလို့ရှိရင်တော့ behance ကပို့ပြီးတော့ကြည့်လို့အဆင်ပြေလို့ခံစားရတယ်ဒါကြောင့်မလို့ပေါ့နော် ဒီညမှာ case study ကဘာလဲဆိုတော့ case study ကမတို့ဒီ application တစ်ခုပဲဖြစ်ဖြစ် website တစ်ခုပဲဖြစ်ဖြစ်ပေါ့နော်တိတိကျကျထောက်ပေါင်းဆိုကနေပြီးတော့ပေါ့နော် UI UX designer ထောက်ပေါင်းဆို design design ထောက်ပေါင်းဆိုကနေပြီးတော့ design consistency တွေရောအသုံးပြုတာကောင်းတာမကောင်းတာတွေရော features တွေမှာဘာတွေလိုတာတွေရောအသုံးပြုတဲ့လူတွေဘာတွေလွယ်သွားတယ်ဘာတွေလိုတာတွေရောပေါ့နော်အကုန်လုံးကိုသိချသုံးသပ်ပေးလိုက်တာတစ်ခုပေါ့နော်အဲ့ဒါ case study လို့ခေါ်တယ် အမအား case study ရမှာတော့ application တစ်ခုလုံးကို case study လုပ်ရရသလို features တစ်ခုတည်းကိုပဲ case study လုပ်ရရတယ် feature ဆိုတာခုနကဘယ်လိုမျိုး free flow တစ်ခုလုံးပေါ့နော်အဲ့လို features တစ်ခုတည်းကိုလည်း case study လုပ်ရရတယ်ပြီး home page တစ် page တည်းကိုလည်း case study လုပ်ရရတယ်အဲ့တော့ဒီ case study ကြောင့်သိချင်ရင်တော့ internet မှာအဲဒီ youtube မှာဖြစ်ဖြစ် internet မှာဖြစ်ဖြစ်ဒီလက်ပို့ပြီးရှာကြည့်လို့ရတယ်ပေါ့နော် UIUS case study တွေဆိုရင်အများကြီးကြားလာလိမ့်မယ်အမှသူတို့သုံးသပ်ထားတာတွေဘာကြောင့်ဘယ်လိုလုပ်တယ် ပြီးရင်ဘာကြောင့်ဘလို့ဖြစ်နေတယ်။ယူဇာကြလို့ဘလို့ခွက်တင်နေလို့သူဘလို့ဖြည့်ရှင်းပေးလိုက်တယ်။ဒါမျိုးတွေ case study တွေအများကြီးရှိတယ်ပေါ့နော်။အားလေးလေးလေ့လာလို့ရတယ်။ပြီးတော့ကိုယ့်ရဲ့ portfolio မှာလည်းခုနအမားတို့ဒီ redesign ပြန်လုပ်ထားတာလေးသူများ design တွေကိုထပ်တူကုချထားတဲ့ design တွေကလွဲလို့ခုနအမားတို့ဒီ design လုပ်ထားတဲ့ဟာလေးတွေ flow တစ်ခုလုံးပြန်ဆွဲထားတဲ့ဟာလေးတွေကို idea နဲ့လို့ app design လေးတွေ website design လေးတွေအကုန်ထည့်လို့ရတယ်။ပြီးရင် case study လေးတွေပါထည့်လို့ရတယ်။ case study ကခုနောက်ပိုင်းတော့မပါဘူးဖြစ်ဆိုတော့အမ at least တစ်ခုနှစ်ခုလောက်တော့ပါဖို့တော့ recommend လုပ်တယ်။ ဘာဖြစ်လို့ဆိုတော့အဲ case study ကကိုယ့်ရဲ့ design process ကိုပေါ့နော် design thinking process ကိုအဲ demonstrate ပေါ့ပြပေးတဲ့ဟာမျိုးလို့ပေါ့နော်ကိုယ့်ရဲ့ design process ကဘယ်လိုမျိုးလဲပေါ့ချက်ချင်းအဲဒီလိုမျိုးဝုံတိုင်းဖြစ်သွားတာလားကိုကဘယ်လိုမျိုး thoughtful နဲ့ဖြစ်ဖြစ်တွေးခဲ့လဲပေါ့ဒီ design ရဖို့အတွက်ကိုထွက်ဖို့အတွက်ကိုဘယ်လို product manager နဲ့ collaborate လုပ်ခဲ့လဲဘယ်လို user research တွေလုပ်ခဲ့လဲပေါ့နော်အဲအဲ့လိုမျိုးလေးတွေကိုပြတဲ့ process ပေါ့နော် အဲ့လေးရလဲခုနောက်ပိုင်းလိုတယ်ဆိုတော့အဲ့လေးလေးကိုတော့ portfolio မှာမပါမဖြစ်ထည့်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့အမတို့ခုန UI Google UX design တက်ဖို့ပြောထားတယ်မလားအဲ့အချိန်ကျလို့ရှင် Google UX design ပြီးခဲ့နေကြရင် तू ကအဲ့မှာ portfolio လုပ်ဖို့အတွက် session ပါတယ်အဲ့ session မှာလဲအမတို့က portfolio လုပ်ကြတယ်ပြီးရင် तू ဒီ Google UX design တင်တဲ့အချိန်မှာလဲအမတို့ project နှစ်ခုလာမသိလုပ်ကြတယ်အဲ့နှစ်ခုကိုလဲအမတို့ portfolio တွေမှာထည့်လို့ရတယ်ဒီတော့ Google design ပြီးလို့ရှင်လဲအမတို့က portfolio ကို project day case study တွေရအောင်ပါဆိုတော့အမတခါရဲ့တွားထည့်အဲ့တော့ကိုယ်စီမှာ design တွေရော case study တွေရအများနေပြီများနေပြီဆိုလို့ချင်းဒါကအလုပ်လျှောက်ဖို့အတွက်ပေါ့နော် ready ဖြစ်နေပြီပေါ့ဒါဆိုတော့ live လျှောက်ပါအလုပ်လျှောက်နေတဲ့ဈာတဲ့အတွင်းမှာလည်းအမ အဲကိုယ့်ရဲ့ design skill ကိုတွေးထားမယ်ပြီးတော့ဒီလက်ရှိ trend ဖြစ်နေတဲ့ဟာတွေကိုကြည့်ထားမယ်လေ့လာထားမယ်ပြီး design တွေကဆက်ပြီးဆွဲပြီးတော့ online မှာမှလည်းဘောနော် social media တွေမှာပေါ့ linkedin တို့ဘာတို့မှာလည်းထပ် share နိုင်မယ်ဆိုလို့ရှိရင်တော့တဖြည်းဖြည်းနဲ့အဆင်ပြေလာတယ်အလုပ်ရဖို့က chance ကအများကြီးရှိပါတယ်ဒါကအလိုရတဲ့အထီးပေါ့နော် roadmap ပေါ့အဲ့တော့မှ summarize ပြန်ချိုးရလို့ရှိရင်အရင်ဆုံးသင်တန်းရှာ သင်တန်းကလည်းဈေးကျသင်တန်းဖြစ်စရာမလိုဘူး။ဒါပေမဲ့အဲ Adobe X နဲ့သင်တာမဟုတ်ဘဲနဲ့ Figma နဲ့သင်တဲ့သင်တန်းကိုပဲအမားက recommend လုပ်တယ်။နောက်တစ်ခုကကြတော့အမားတို့သင်တန်းတက်နေတဲ့အချိန်တွေမှာလည်း Google UX Design Course ကိုတက်တက်ပြီးလို့ရှိရင်အမားတို့အဲ့ဒါကြီးကြီးသွားပြီဆိုတာနဲ့ Design Skill တွေတွေးမယ်။ Design Skill တွေးပြီးတွေးပြီးလို့ရှိရင် Portfolio စောင့်မယ်။ Portfolio စောင့်ပြီးတော့ online မှာ share တာတွေပါလို့လုပ်မယ်။ပြီးလို့ရှိရင်လုပ်လို့စာရှောက်မယ်။အဲ့ဆိုရင်တော့ရပါပြီ။ โอเคအဆိုလို့ရှိရင်တော့အမအခုပြောခဲ့တဲ့ဓမ္မတော်တော်လေးပြည့်စုံလို့လို့ထင်ပါတယ်။အဲထောက်ကူပြုမယ်လို့လည်းထင်တယ်ပေါ့နော်။ဒီလောက် AI နေ develop ဖြစ်နေတဲ့ခေတ်ထဲမှာမှ AI အကြောင်းတော့မပြောပါဘူး။ AI နေကဒီဘိုင်းမှာ knowledge လုံးဝမရှိရလို့အခုမှစပြီးတော့ try မယ်လို့အတွက်ကတော့နည်းနည်းကြောင်းပြောင်းပြောင်းနိုင်နေပေါ့နော်။အမလည်းတခြားအခြေအနေတွေမှာဆိုရင်တော့ AI သုံးဖို့အတွက် encourage လုပ်တယ်။ဒါပေမဲ့ဒီအချိန်ဒီမှာဆိုရင်တော့ကိုကလည်းပုံမြန်ခြင်းနဲ့ကြောင်လည်းမပြောက်ချင်ဘူးဆိုလို့ရှိရင်တော့တင်တယ်လေးတက်လို့ရတယ်ဆိုရင်လမ်းကြောင်းလေးပဲအမှရွှေ့လိုက်တယ်။မြန်မြန်ဆန်ဆန်ပြီးသွားအောင်ပေါ့နော်။အမှတင်တဲ့ကြောင်ကြီးတော့မဟုတ်ဘူး။အဲ့တော့တင်တန်းကိုတော့အခုကိုကကို research လုပ်ကြည့်ပေါ့တော့။တကယ်လို့ကိုက င်တန်းတစ်ခုတွေ့လို့အဲ့တင်တန်းတစ်ခုကအော်ဒါဒီတင်တန်းကစုံလားမစုံလားစင်ကြယ်လားမစင်ကြယ်လားသိချင်လို့ရှိရင်အမအောင်လဲလားမေးလို့ရသလို AI နေလဲမေးလို့ရတယ် AI နေကိုဘယ်လိုပေးမလဲဆိုတော့ဒီငါကကကူက UI UX design တက်မှာပေါ့နော်ဒီ course ဆိုဒီလိုတင်နေပေါ့နော်ဒါအဆင်ပြေလားပေါ့ဘာ course ကြီးလိုသေးလဲဘာကြီးဂျန်သေးလဲဘာကြီးပါဖို့လိုလဲပေါ့ ဒါမျိုးလေးနေပြီးတော့ AI နဲ့တိုင်ပင်လို့လည်းရတယ်။อืมပြီးတော့အမှအကြံတစ်ခုပေးချင်တာကကိုကဒီလုပ်ဖို့လုပ်ဖို့အတွက်ရွေးချယ်ထားပြီးပြီ ဆိုလို့ရှိရင်တော့ဖြည့်ထားမယ့် skill တခုလို့ရှိတယ်။အဲ့ဒါကအင်္ဂလိပ်စာ skill ပါ။တကယ်လို့ကိုကအင်္ဂလိပ်စာ skill အဆင်မပြေဘူးလို့ထင်လို့ရှိရင်လုံရလို့ထင်လို့ရှိရင်အခုလေးကဖြည့်တာပါ။ပြောလို့လည်းဆိုလို့ရှိရင်အမတို့ဒါတော်တော်များများက latest trend တွေပါတွေကိုဖြည့်ဖို့အတွက်ကအင်္ဂလိပ်စာရမှာပဲဖြစ်မယ်။ပြီးလို့ရှိရင်ဒီလုပ်ကနိုင်ငံခြား opportunity လည်းရှိတယ်ဆိုတဲ့အတွက်ပေါ့ကိုနိုင်ငံခြားထွက်ချင်လို့ရှိရင်လည်း တခါတည်းအဆင်သင့်ဖြစ်ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါကြောင့်မလို့အင်္ဂလိပ်စာကတော့ဒီလုံးလုံးမယ်ဆိုရင်မရှိမဖြစ်လိုအပ်ပါတယ်โอเคမဆိုလို့ရှိရင်တော့ဒါပါပဲတကယ်လို့မကူပြောတဲ့ထင်မှာကြံခဲ့တာရှိရင်မေးကြံခဲ့တာရှိရင်လိုတာရှိရင်ပြီးသိချင်တာရှိလို့ရှိရင်အကောက် comment မှာမေးခဲ့ပေးလို့ရပါတယ် set sherry blender ကစေဝင်စားလို့ရှိရင်အောက်မှာ comment ပေးခဲ့ပါအမှ video လေးလုပ်ပေးပါမယ်အားလုံးပဲဆုတောင်းကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် video တွေမှာလည်းကြံပေးပါမယ်အားလုံးပဲ bye bye